ဆိုးခဲ့မှုပါတယ်အဆုံးမကောင်းရလို့ကောင်းအောင်နေတဲ့ကောင်းအောင်နေတဲ့အခါရောက်မှဟန်ဆောင်တယ်လို့ထင်ကြတယ်ဒါလူတိုင်းဖြစ်တတ်ကြမယ်ဖြစ်ကြမယ်နဲ့တူပါတယ်ဘာလို့လို့ဆိုတော့လူတိုင်းဆိုးခဲ့မှုတာပဲမသိလို့ဆိုးလိုခြင်းလို့ဆိုးမကြည်နဲ့လို့ဆိုးဆိုးတာတော့အမျိုးမျိုးပေါ့လေကိုဆိုးလို့ဆုံးပန်းသိအောင်ဆုံးမပေးတဲ့သူတွေထံကအဆုံးမကောင်းရလို့ ကောင်းအောင်နေပြီသိုးခဲ့ဘူးပါတယ်အဆုံးမကောင်းရလို့ကောင်းအောင်နေတဲ့အခါရောက်မှဟန်ဆောင်တယ်လို့ထင်တတ်ကြတယ်ထင်ကြတယ်လူတွေလူတွေနော်ငကတော့သိုးခဲ့တယ်လीတသက်လုံးမဲ့သိုးတော့တွေ့တော်မလားမသိဘူးအဆုံးမကောင်းရလို့လိမ်မာလိုက်တဲ့အခါကောင်းအောင်နေတဲ့အခါရောက်မှဟန်ဆောင်တယ်ဟန်ဆောင်တယ်လို့ထင်တတ်ကြတယ် မချင်းဝမ်းရင်နေပါတော့အရင်တော့ဆိုးတော့ငါတို့ပဲကြည့်ရတာလေအခုကောင်းနေရဆိုတော့ကောင်းနေလို့ချီးမွမ်းလိုက်ကြပါလားဘာလို့ချီးမွမ်းတာကြတော့နှုတ်လေးရှာလေးအားလေးလေးဖြတ်နေကြတာတော့ချီးမွမ်းလိုက်ကြပါလားဆိုးရင်ဆိုးတယ်လို့ပြောတတ်တဲ့ဒီပါဇက်နဲ့ဒီစိတ်ဓာတ်တွေကကောင်းရင်ကောင်းတယ်လို့ပြောလိုက်ကြပါလား ချီးမွမ်းလိုက်ကြပါလားအချီးမွမ်းခံရလို့တော့မဟုတ်ပါဘူးမချီးမွမ်းရင်နေပါတော့အထင်လွဲခံရတာကပူဆိုးတယ်ဟန်ဆောင်နေလို့ထင်လိုက်ခံလိုက်ရတာကိုကအထင်လွဲခံလိုက်ရတာလေကိုစိတ်แท้ကနှလုံးစိတ်ဝမ်းတဲကလိုက်လိုက်လဲလဲနဲ့ကိုအဆုံးမကောင်းရလို့အတိတရားတွေဝင်ပြီးကောင်းအောင်နေတယ်ကောင်းအောင်ပြောတယ်ကောင်းတာတွေပဲစိတ်ကူးတယ် ဖြစ်တတ်ပါတယ်ဖြစ်တတ်ပါတယ်လူဆိုတာလူပဲလေမသိလို့မားခဲ့ရတာကသိလိုက်တဲ့အချိန်ကျတော့မားတော့ဘူးပေါ့လောဘကြီးလို့တတိလွတ်လွတ်မားတဲ့အခါတတိလေးရှိလာတော့လောဘမကြီးတော့ဘူးပေါ့မမားတော့ဘူးပေါ့ဒေါသကြီးတဲ့အခါတတိလွတ်လွတ်ဖြစ်လို့မားမိတတ်ကြတယ်ဒါတဘာဝပဲတတိလေးရှိလာတဲ့အခါဒေါသမဖြစ်တော့မမားကြတော့ဘူးပေါ့ အဲ့ဒီမှာတင်မားတာရဲ့မမားတာရဲ့ကွဲကွဲပြားပြားတိသွားတယ်။အမားလို့ဆိုတဲ့ဘဝကနေပြီးတော့မမားပဲကောင်းနေတဲ့ဘဝတလို့တိလာမှတော့အဆုံးမကောင်းရလာမှတော့ကောင်းနေပြီဗော။အဲ့ဒါကိုမချီးမွမ်းရင်နေစမ်းပါမချီးမွမ်းရင်နေပါတော့ဟန်ဆောင်နေလို့အထင်လွဲခံရတာကပူဆိုးတယ်။ပူဆိုးတယ် မချစ်ခင်နေပါလေအပြစ်မပြောကြပါနဲ့လူတစ်ယောက်နဲ့ပတ်သက်ပြီးလူတစ်ယောက်ကလူအများကဝေဖန်နေဝေဖန်ရင်ရိုးရိုးရှင်းရှင်းလေးဝေဖန်ကြည့်လိုက်ပါသိုးတယ်လို့ကိုကထင်မြင်ပြီးတော့သိုးတယ်လို့ဝေဖန်လဲခံလိုက်ရုံပဲကိုကသိုးတဲ့လောက်ရမျိုးလုံမိတာကိုသိုးတဲ့ပြောတဲ့အပြောမျိုးပြောမိတာကို ဝေဖန်တာကိုလက်ခံပါတယ်ဝေဖန်တဲ့သူကလည်းစိတ်ရိုးရိုးရှင်းရှင်းနဲ့ဝေဖန်ပေါ့ဆိုးဆိုးတဲ့ဝေဖန်ရရတယ်လက်ခံကောင်းတဲ့အခါကျရင်လည်းကောင်းတယ်လို့ဝေဖန်ပေါ့ဆိုရင်ဆိုးတယ်လို့ဝေဖန်တယ်အပြစ်တင်တယ်ဟုတ်တယ်ကောင်းရင်ကောင်းတယ်လို့ဝေဖန်တယ်ချစ်ခင်တယ်အပြစ်မတင်တော့ဟုတ်တယ်ဒါအမှန်တရားပဲလေဒါတကယ်အသိဉာဏ်ရှိတဲ့သူတွေရဲ့လောက်ရပဲလေ အခုတော့အဲ့လိုမဟုတ်တော့ဘူးကောင်းနေတဲ့အခါရောက်မှဟန်ဆောင်နေလို့ထင်နေဟန်ဆောင်နေလို့ထင်တော့မချိမွမ်းတော့အချိမွမ်းခံရင်လို့ကောင်းတာမဟုတ်ဘူးအဆုံးမကောင်းရလို့ကိုကိုအကောင်းတာပါဆုံးမကောင်းရလို့ကိုကောင်းတာမချိမွမ်းရင်နေပါတော့အထင်လွဲခံရတာကပူဆိုးတယ်ဆိုးနေတော့ဟေးကြိုက်တဲ့လောက်ပြောခံနိုင်တယ်ကိုဆိုးတာဟုတ် ဘသူမှခရုမဆိုင်လို့ကိုဆိုးတာလေဘဝချင်းကိုခရုမဆိုင်လို့ကိုဆိုးတာအခုအတိနားလည်မှုလေးအဆုံးမကောင်းလေးရတော့မှကိုရတဲ့အဆုံးမအဆုံးမကောင်းဒီအဆုံးမကောင်းကိုပေးတဲ့ကိုနဲ့တွေ့တဲ့အဆုံးမပေးတဲ့ဆရာသမားမိဘလူကြီးတွေကတကယ်ဆရာသမားကောင်းမိဘကောင်းလူကြီးကောင်းအဲ့တော့ကိုကောင်းတာကိုပါကဲ့ရဲ့အဆုံးမကိုပါကဲ့ရဲ့အပြစ်မြင်နေဖြစ်မယ်လေ အဆုံးမဟုတ်ပါကဲ့ရဲ့အပြစ်မြင်ုံတွေမကဘူးအဆုံးမကောင်းတွေကိုပေးတဲ့မိကောင်းဖကောင်းဆရာသမားကောင်းတွေလူကြီးလူကောင်းတွေကိုပါအပြစ်မြင်ကဲ့ရဲ့တယ်လို့စိတ်ထဲမှာခံစားရလေလေဒါလို့စဉ်းစားမိလေလေတနှုံနှုံခံစားရလေလေမချစ်မွေးရင်နေပါထင်လွဲခံရတာကပိုဆိုးတယ်မချစ်ခင်နေပါအပြစ်မပြောကြပါနဲ့လူဆိုတာလေကြီးစံ့ ဆိုးတာလှုပ်လို့အပြစ်ပြောပြောတဲ့နဲ့တာ အပြစ်ဆိုတာကိုကဆိုးတာလှုပ်တာအပြစ်မှန်တယ်ဆိုးတာလှုပ်တဲ့သူကအပြစ်ပြောတဲ့နဲ့မှန်တယ်ကောင်းတာလှုပ်တယ်အပြစ်မဟုတ်တော့ဘူးလေချီးမွမ်းတဲ့နဲ့စကားပြောပါမယ်ကောင်းတဲ့လှုပ်တယ်ကောင်းတဲ့အလုပ်ကောင်းတဲ့အလုပ်ကိုလှုပ်တဲ့သူချီးမွမ်းရမယ်အခုကြတော့သူတို့ကဆိုးလေအပြစ်ပြောခဲ့ရဲ့ကောင်းလေအပြစ်ပြောခဲ့ရဲ့ သူတို့ရဲ့စိတ်ကိုနားမလဲတော့လူတွေရဲ့စိတ်ကိုနားမလဲတော့နားမလဲတော့ဘူးဆိုတာနားတော့လဲပါလေနားမလဲတော့ဘူးပဲပြောရမှာပေါ့လေမချိမွေးရင်နေပါတော့အထင်လွဲခံရတာကပိုဆိုးတယ်မချိခင်နေပါလေအပြစ်မပြောကြပါနဲ့အဆုံးမတစ်ခုကိုနားထောင်ပြဖို့မလွယ်ဘူးအဖက်ဖက်ကအကြောင်းကြောင်းနေဆုံမှ အဆုံးမတစ်ခုကိုနားထောင်ပြတာအဆုံးမပေးမဲ့ဆရာသမားကကိုစီလာဆုံးမဖို့ဆိုတာလွယ်တာမဟုတ်ဘူးကိုကလည်းဆုံးမပေးမဲ့ဆရာသမားစီကိုရောက်အောင်သွားဖို့ဆိုတာလွယ်တာမဟုတ်ဘူးအကြောင်းအကြောင်းနေအများကြီးကို ထောက်ပံ့နေညီညွတ်မှအဆုံးမပေးမဲ့သူစီရောက်ပြီးတော့ရောက်တိုင်းလည်းအဆုံးမရချင်မှရတာရောက်ပြီးတော့မှအဆုံးမပေးတာကိုကိုခံယူတယ်ကိုရဲ့စိတ်ကိုရဲ့တန်တန်မှာကိုရဲ့နှလုံးသားမှာ ဒီဆရာကောင်းတမကောင်းမိဘကောင်းတွေကလူကြီးလူကောင်းတွေကဒီကလေးဒီလူဆုံးမရင်တော့ရလောက်တယ်လို့ဒီလိုအသိဉာဏ်မျိုးကြီးရှိတဲ့သူတွေအဲ့လိုရှိမှဆုံးမတာလေအဲ့ဒီဆုံးမတာမျိုးကိုကိုကဆုံးမရလိုက်ပြီရတဲ့တခါကိုပြင်ရမှာပဲမှန်မှန်အောင်ပြင်ရမှာပဲဆုံးရင်ကောင်းအောင်ပြင်ရမယ်လွှဲရင်တက်အောင်ပြင်ရမှာပဲဒါဆုံးမကောင်းရဲ့ဂျေဇူးပဲဟမ် ဲ့လိုနေလို့ဆိုးခဲ့တာကနေကောင်းအောင်မားခဲ့တာတွေမှန်အောင်လွဲခဲ့တာနေတက်အောင်နေလာတဲ့အခါအကြမှာအပြစ်ထပ်ပြောနေတယ်ဆိုရင်တော့လူစိတ်ပဲဒါမျိုးလို့ဒီနေ့မှာအသိဉာဏ်နဲ့ခံစားချက်ကိုစိတ်ဖြစ်ပုံတွေကနှစ်ခုပြိုင်သွားမချိမှုရင်နေပါတော့အထင်လွဲခံရတာကပိုဆိုးတယ်မချိခရင်နေပါလေအပြစ်မပြောကြပါနဲ့ပြန်မဆိုးကျင်တော့ဘူး အဆုံးမတကယ်ကောင်းရထားတဲ့သူဟာလေအဆုံးမကောင်းကိုတကယ်ရထားတဲ့သူဟာအဲ့လိုကြုံလာတဲ့အခါပြန်မဆိုးခြင်းဘူးပြန်ဆိုးခြင်းလွယ်လွယ်လေးလေးပြန်ဆိုးခြင်းအဲ့ပြောတဲ့သူတွေကနင်မောမှာလားကိုယ်ပဲနင်မောမှာပြန်ဆိုးခြင်းသိပ်ပေါက်လို့တာမြန်ပြန်ဆိုးလိုက်ရင်တွေ့ကြရအပြစ်ပြောတွေ့ကြရအပြစ်ပြောသူတို့မချင်ရင်အပြစ်ပြောသူတို့မုန်းရင်အပြစ်ပြောသူတို့မတည့်ရင်အပြစ်ပြောသူတို့မကျေနပ်ရင်အပြစ်ပြောဆိုတော့ ဒီလူလောကအတိုင်းဝိုင်းကများတဲ့စိတ်ဓာတ်ဆိုးတွေနဲ့ပြောတဲ့အပြစ်ပြောလို့ဒါပြန်ဆိုးရမယ်ဆိုရင်ကိုယ်ပဲဒုက္ခရောက်မှာတိတယ်အဆုံးမကောင်းရတဲ့သူကဘေးစိတ်ကလေးနဲ့ပဲထိန်းထားရတာလေပြန်မဆိုးကျင်တော့ဘူးပြန်ဆိုးခြင်းလွယ်လွယ်လေးပြန်ဆိုးရင်လေကို့ဘုရားအစပြန်ကောက်လို့တော့မလွယ်တော့ဘူးလေ ပြန်မဆိုးကျင်တော့ဘူးဆိုတာဒီအဆုံးမကောင်းရောက်ဒီအဆုံးမကောင်းဆိုတာဒီအဆုံးမပေးတဲ့ဆရာကောင်းတမကောင်းမိကောင်းဖာကောင်းလူကြီးလူကောင်းတွေရဲ့ဂုံတတ္တိတွေကြောင့်ကိုကပြန်မဆိုးကျင်တော့တာဆိုးကျင်နေတာကိုကပြန်မေးကြည့်အဆုံးမကောင်းရရင်ဘယ်ဆိုးကျင်တော့မလဲအဲ့ဒါအပိုင်း89ကအဆုံးမပဲအဲ့ဒီအဆုံးမ၄ကိုလက်တွေ့အသုံးချကြည့်ပါ သူတို့ပြောချင်တာပြောပါစေပြန်မဆိုးချင်ညာနေတော့ကောင်းတဲ့ကောင်းအောင်မှန်တဲ့မှန်အောင်တဲ့တဲ့တဲ့အောင်တော်တဲ့တော်အောင်ဆက်နေဖို့ပဲကြိုးစားပါအတုံးချကြည့်လိုက်ပါပြန်မဆိုးချင်တော့ဘူးဆိုတဲ့စိတ်ဓာတ်နဲ့ကောင်းတဲ့ကောင်းအောင်ဒီအဆုံး